မင်္ဂလာပါရှင်ဒို့အတန်ရဲ့ behind the story စောင်းမမရဲ့နောက်ွယ်အစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့ပြီးခဲ့တဲ့ဘက်ကထုတ်လွှင့်ခဲ့တဲ့ဒလိနဲ့တော်လန်ချင်းစောင်းမနဲ့ပတ်သက်ပြီးတော့မိကုန်၅ခုမိသားမှာပါပထမဆုံးအနေနဲ့ကဒလိနဲ့တော်လန်ချင်းပေါ့နော်ဒီစောင်းမကိုရေးဖို့အတွက်ဘယ်ယာရီကကိုယ့်ကိုစပြီးတော့စိတ်ဝင်စားမှုဖြစ်ခဲ့တာလဲ ဒီစောင်းမနဲ့ဆိုင်တဲ့ပုံလေးတစ်ပုံ Facebook မှာတွေ့ခဲ့တာပေါ့နော်အဲ့ဒါတော့အညာဒေသမှာအလူလုံနေတာမှာအလူရှင်လောင်းလှဲတဲ့ဟာမှာလက်သုံးချောင်းထောင်ပြီးတော့မှသူတို့လှည့်နေတဲ့ဓာတ်ပုံလေးပေါ့နော်တရင်နဲ့သူတွေ့ခဲ့ရဆိုတာလေဟိုဆက်စပ်တွေ့ချင်းမှာဟိုကထူးဆန်းနေပေါ့နော်ထူးဆန်းနေဆိုကိုယ်စိတ်ထဲမှာဒီအညာဒေသမှာ အလူပွဲတွေလုတ်တဲ့ပုံစံတွေကဟိုဘလို့ဖြစ်သွားရည်လဲပေါ့နော်အဲ့ဒါမျိုးဟိုဟိုတိကျင်သွားတာမျိုးရှိရပေါ့နော်ဘာလို့လဲဆိုတော့ဟိုကိုရီတီးခဲ့တဲ့အညာဒေတာကအလူအညာဒေတာကအလူပွဲတွေဆိုတာကဆိုင်ဝိုင်းနေနေဒီလိုမျိုးပေါ့နော်ဟိုပြီးတော့ရှင်ကြည့်မှကြမှာဒါပေမဲ့အခုနောက်ပိုင်းလုတ်လာတဲ့ဒီတော်လိုင်းကလာမှာလုတ်လာတဲ့ပွဲတွေကအဲ့လိုမျိုးတော်လိုင်းကြီးလှုပ်ရှားမှုတွေနဲ့ဆက်ဆက်ပြီးတော့ဟိုလုတ်နေတာမျိုးဖြစ်သွားရည်လာပေါ့နော်ပြီးလို့ရှင်သူတို့ရဲ့ lifestyle တွေကရောပြောင်းသွားရည်လာပေါ့နော်အဲ့လိုမျိုးတွေဟိုကိုကအဲ့ဓာတ်ပုံကစားပြီးတိကျင်တာပေါ့နော်အော်ပြီးတော့နောက်တစ်ခါကျတော့ဒီ အညာဒေသမှာဒီအလူဝဲလောက်တာကိုလည်းဝေဖန်နေကြမျိုးရှိရပါတော့ဆိုတော့သူတို့ဘာကြောင့်ဒါတွေလောက်တာလဲပေါ့နော်ဆိုတော့ကျွန်တော်သိထားဆိုလို့ရှိရင်အလူဝဲလောက်တာကသူတို့အတွက်ကဒီ delay ထုံတန်းလို့ဖြစ်နေအောင်ဆိုတော့လေအေးသူတို့ဓာတ်တွေဘလို့ပုံစံမျိုးနဲ့ချင်းပါနေလဲဒီဝေဖန်မှုတွေခြားတဲ့အောင်သူတို့ဘာကြောင့်ဒါတွေဆက်လုပ်နေကြလဲပေါ့နော်ဟိုအဲ့ဒါမျိုးတွေဟိုသိကျင်သွားမျိုးရှိရဆိုတော့ကျွန်မဒါနဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့ဟိုစုံစမ်းတာတွေလုပ်ခဲ့ရပါတော့နော်ဟုတ်ကဲ့ပါဆိုတော့လေဒီမှာများသောအဖြစ်ဆိုလို့ရှိရင်အညာအကြောင်းတွေကိုဆိုရှယ်မီဒီယာတွေမှာဟိုကြားရလေတွေ့ရလေရှိတယ်ပေါ့နော် ခုလည်းဒီ SD idea ကလည်းတပုံလေးတပုံကနေပြီးတော့အစပြုပြီးတော့မှမဆောင်မ idea ရခဲ့တာဆိုတော့ social media တွေပေါ်မှာမြင်ရကြားရတာတွေနဲ့တကယ်ပေါ့နော်ဒီလိုမျိုးအညာဒေသကသူတွေနဲ့ဟိုအင်တာဗျူးတွေမေးမြန်းတဲ့အခါမှာဆိုရင်ရောဘလို့ကွာချမှုတွေရှိလဲကျမတို့ဒီ အညာဒေတာကိုသိရဆိုလို့ရှိရင်ဒါစစ်ပွဲတွေရှိတဲ့နေရာဆိုတာကလူတိုင်းသိရပေါ့နော်ပြီးတော့လက်နက်ကိုင်တွေအားကောင်းတဲ့နေရာစစ်ရှောင်းတွေရှိတဲ့နေရာဆိုတာဟာမျိုးတွေကဆိုရှယ်မီဒီယာမှာကျမတို့အမြဲတမ်းမြင်နေရတဲ့အကြောင်းအရာမျိုးတွေပေါ့နော်ဆိုတော့ဒါမဲ့ဟိုကျမအနေနဲ့ဆိုရင်ဒီစစ်ပွဲနဲ့အတူနေထိုင်နေရတဲ့သူတွေရဲ့ဒီဘဝပေါ့နော်သူတို့ရဲ့လူနေမှုဘယ်လိုမျိုးဖြစ်သွားလဲဘာတွေပြောင်းသွားလဲဆိုတဲ့ဟာမျိုးကြတော့ကျမတို့တေချာမသိရဘူးလို့ခံစားရတယ်ပေါ့နော်ဆိုတော့ တကယ်ကျမဒီသတင်းနဲ့ပတ်သက်ပြီးတော့မှဒီအညာကရှိနေတဲ့လူတွေနဲ့ဒေတာခန်နေနဲ့စကားပြောတဲ့အခါမှာကြတော့လေပို့ပြီးတိလာတာပါလဲဆိုတော့အညာမှာလူတွေတိရကတော့လက်နက်ကင်တော်လိုင်းအာကောင်းနေလို့တိကြတယ်ပေါ့နော်ဟိုလက်နက်ကင်အဖွဲ့လေးအများကြီးပေါ့ဒါပေမဲ့အဲ့ဒါနဲ့အတူလူရုတော်လိုင်းကြီးပေါ့နော်အဲ့ဒါကလည်းတော်တော်လေးအာကောင်းနေဆိုတာ ပိုပြီးတည်လာရတယ်အဓိကလူရုနဲ့ဆိုင်တဲ့လှုပ်ရှားမှုပဲပြောရမှာပေါ့နော်ဒီဆန္ဒတွေပြကြတာမျိုးတွေအခုတတိဆန္ဒပြကြတာမျိုးရှိတယ်ဒေါ်လန်ရုပ်ရှင်ကြည့်ကြတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အများကြီးပေါ့နော်လူရုနဲ့ဆိုင်တဲ့လှုပ်ရှားမှုတွေကတော်တော်လေးလက်နက်ကင်နဲ့အတူအားကောင်းနေရမျိုးတွေပိုတည်ရတယ်ပေါ့နော်ပြီးတော့အဲ့ဒီပုံမှာရောသူတို့ကတော်တော်လေးယုံကြည်မှုရှိနေတယ်ဆိုတာကိုပို့ပြီးတော့မှတည်လာရတယ်ပေါ့နော်အာပြီးတော့ဘာတခုတည်လာရလဲဆိုတော့ဒါကသူတို့ဟိုလှုပ်တင်လို့လှုပ်နေတယ်ဆိုတဲ့ဟာမျိုးကသူတို့ကအဲ့ဒါမျိုး ဟိုတိကြရယ်ပေါ့နော်ဆိုတော့ဟိုအဓိကကတော့သူတို့ဘာကြောင့်ဒါတွေဒုက္ခရောက်နေကြလဲသူတို့ဘာကြောင့်ဒီတော်လေးလုံနေရလဲဆိုတော့အဓိကအကြောင်းရင်းကိုတိကြရယ်ဒါစစ်ကောင်စီကြောင့်ပဲစစ်ကောင်စီကဒီလိုလုံနေလို့သူတို့ကဒါတွေလုံရတယ်ဆိုရင်ဟာမျိုးကသူတို့တိချာတိကြရယ်ပေါ့နော်အဲပြီးတော့နောက်တစ်ခါကျတော့ဒီသူတို့ကဒီနေရာတွေကလည်းရွှေ့ပြောင်းလို့မရဘူးပေါ့နော်ဒီမှာစစ်စစ်ဖြစ်လိုက်ပြန်ရှောင်းလိုက်ပြန်လာနေလိုက်ဆိုတော့ပြောချင်တာစစ်ပွဲနဲ့အတူနေထိုင်နေကြရယ်ပေါ့နော်ဆိုတော့ဥမာပြင်ဆိုလို့ရှိရင် ဒီကောက်ဆိုင်ရင်းသားနဲ့သူတို့တော်လှန်ကြတယ်ကောက်ဆိုင်တီးဆိုတဲ့အစားသူတို့နိုင်တာပေါ့နော်ဟိုတော်လှန်ရေးတချင်းတွေဆိုကြတယ်တော်လှန်စိတ်ကိုမပြအောင်လို့သူတို့ကအမြဲတမ်းကိုယ့်ကိုယ်ကိုတတိပေးပြီးတော့ remind လုပ်ပြီးတော့ဟိုနေနေကြတယ်ပေါ့နော်ဆိုတော့ဒီအလှူတွေမှာဆိုလို့ရှိရင်တော်လှန်လှုပ်ရှားမှုတွေလက်သုံးယောက်ထောင်ပြီးလှည့်တာမျိုးတွေပေါ့နော်ဟိုအဲ့ဒါမျိုးပါတယ်ပြီးအလှူတွေလှုပ်ပြီးရခါမှလည်းဒီတော်လှန်ရေးတရားတွေပေါ့နော်အလိုနိုင်ငံရေးတရားတွေကိုဟောကြတာမျိုးတွေနားထောင်ကြတာမျိုးတွေရှိရပေါ့နော်နေ့စဉ်လုပ်နေတဲ့အလုပ်တွေမှာကသူတို့ရဲ့သူတို့ကတော်လှန်လှုပ်ရှားမှုတွေတွဲဆက်ပြီးတော့ လုတ်ပြီးတော့မှသူတို့ရဲ့နေစဉ်ဘဝကိုနေထိုင်နေကြတာမျိုးဟိုတည်လာရတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့လေကျမတို့ထုတ်လွှင့်တဲ့စောင်းမတွေကဟိုသတင်းဆောင်မပုံစံမျိုးပေါ့နော်ဟိုစုံစမ်းရေးသားတဲ့သတင်းဆောင်မပုံစံမျိုးတွေများတယ်ပေါ့နော်ဆိုတဲ့အခါကျတော့စောင်းမထဲမှာကျမတို့ကဟိုကိုယ့်ရဲ့အတွေးခေါ်တွေသူတို့ရဲ့ခန်းစားချက်တွေထည့်ရေးလေးမရှိဘူးပေါ့နော်ဒီမှာကျတော့ဒါကဟိုအင်တာဗျူး ပုံစံမျိုးလေးဖြစ်တဲ့ခါကျတော့ဟိုဆောင်းမရေးတဲ့သူအနေနဲ့ကဒီအင်တာဗျူးလုပ်နေတဲ့အချိန်မှာရောဒါပြီးတော့ဒီဆောင်းမရေးနေတဲ့အချိန်မှာရောဘလို့ခန်းစားချက်တွေရှိလဲဒီဆောင်းမနဲ့ပတ်သက်ပြီးတော့လေအဓိကခန်းစားရတာကတော့တော်လိုင်းပေါ်မှာသူတို့တော်တော်လေးယုံကြည်မှုရှိရဲဆိုတာမျိုးခံစားရတယ်ပေါ့နော်အဲသူတို့လုပ်နေတဲ့လူလူတော်လိုင်းရေးပေါ်မှာလည်းယုံကြည်မှုရှိရဲပြီးတော့တချို့တွေဒီ ဒီ online မှာဒါမှမဟုတ်လို့ရှိရင် social media မှာဒီဝေဖန်ကြပြောကြမျိုးတွေရှိရပါတော့เนาะတော်လန်ကြီးကအောင်မဲမအောင်ဘူးတွေဒီလိုမျိုးတွေဟိုပြောဆိုနေကြမျိုးတွေရှိရပါတော့ဒါပေမဲ့အညာဒေတာကလူလူကကြာသူတို့အဲ့အရာတွေကိုတိတ်ဆိတ်ပြီးတော့မှခေါင်းနဲ့မထည့်ဘူးပေါ့နော်စိတ်ထဲတိတ်မထည့်ဘူးသူတို့တိတာကသူတို့ကိုမတရားလုပ်နေတဲ့သူတွေကိုသူတို့အမြင့်ပြတဲ့အထိတော်လန့်မယ်ဆိုတာပဲသူတို့လုံနိုင်တာနဲ့လုတ်ပြီးတော့မှအမြဲတော်လန့်နေမယ်ပေါ့နော်ဆိုတော့အဲ့အရာမျိုးကြားရတဲ့တိရတဲ့ခါမှာဟိုကိုယ်အနေနဲ့ဆိုလို့ရှိရင်ကိုတကယ် ဒီတသိန်းထားလိုက်အောင်လေယုံကြည်ချက်တွေကိုသူတို့ယုံကြည်ချက်တွေကိုကြားရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုခံစားရတာကြတော့တကယ်ခံစားနေရတဲ့မြေပြင်မှာတကယ်ဒုက္ခတွေကိုခံစားနေရတဲ့သူတွေရတော့အားမလျှော့ဘဲနဲ့သူတို့နိုင်ရအောင်လုပ်နေကြတဲ့အချိန်မှာအနေရမရှိရဘေးလို့ရမှာနေပြီးတော့တော်လိုင်းလုံးနေတဲ့သူတွေကဒီထက်ပိုပြီးတော့ယုံတင်နေပေါ့နော်ပြီးတော့ဒီတော်လိုင်းပေါ်မှာဒီထက်ပိုပြီးတော့ယုံကြည်တဲ့နေအားမလျှော့တင်ဘူးဆိုတဲ့ဟာမျိုးတွေဒီကျမပြောချင်တယ်ကျမကိုယ်တိုင်လည်းခံစားရတယ်ပေါ့နော်ဟုတ်ကဲ့ပါ ဒီဆောင်းမားထဲမှာလေမပါဘဲနဲ့ပြောချင်တဲ့အရာတွေရောရှိလားဆောင်းမားထဲမှာမပါဘဲပြောချင်တာဆိုရင်တော့လက်နက်ကင်မှတော်လိုင်းကြီးမဟုတ်ဘူးပေါ့နော်ဆိုတော့ညာလူတို့အညာကဒေတာကဒေတာခန်နေနေကသူတို့နေစဉ်ဘဝမှာဒီစစ်ကောင်စီကိုတော်လန်လူစိတ်ကအမြဲရှိနေကြတယ်။ဆိုတော့ဥမာဆိုရင်သူတို့ရဲ့နေစဉ်ဘဝမှာဆိုဒီကောက်ဆိုင်တခြင်းတွေဆိုကြတယ်အဲ့ဒီနေရာမှာတော်လန်တခြင်းတွေဒီဆိုလာကြတယ်ပေါ့နော်။ပြီးတော့သူတို့လှုပ်တက်တဲ့ဒီကောက်ဆိုင်တဲ့အလုံးနဲ့တော်လန်ကြီးကိုဘယ်လိုမျိုး ထောက်ပို့ကြမလဲဆိုတာမျိုးတို့စဉ်းစားကြရတယ်ပေါ့နော်။ဟိုပြီးတော့တို့နေ့စဉ်ဘဝမှာဒီစိတ်ဝင်စားပေါ့စိတ်ဝင်စားရတဲ့အရာတွေပြောင်းသွားတယ်ပေါ့နော်။ဟိုအရင်တော့ကတော့ဒီဖြောပြေးကြီးတွေပါတယ်အညာဒေသပတ်ဆိုကြီးရုပ်ရှင်တွေကြည့်တယ်ဖြောပြေးကြီးတွေကြည့်ကြရပုံများပေါ့နော်။အခုဒီတော်လိုင်းကာလာမှာဆိုတို့အဲ့ဒါတွေကိုစိတ်ဝင်စားမှုကတိတ်မရှိတော့ဘဲနဲ့ဒီနေ့စဉ်ဘာတွေဖြစ်ပျက်နေလဲနိုင်ငံတော်မှာဘာတွေဖြစ်ပျက်နေလဲဆိုတဲ့သတင်းတွေတို့ဒေသမှာဘာတွေဖြစ်ပျက်နေလဲဆိုတဲ့သတင်းတွေကိုတို့ကအမြဲတမ်းနားထောင်နေရေဒီယိုတွေနဲ့နားထောင်နေသူတို့ဒေသမှာလည်းဒီအင်တာနက်လိုင်းတွေဖုန်းလိုင်းတွေမကောင်းတဲ့ခါကျတော့ဒီရေဒီယိုတွေအပြုတ်ပြီးတော့ နားထောင်ကြရပေါ့နော်အဲပြောလို့ရှိရင်ဒီသူတို့ရဲ့နေစဉ်ပြောနေတဲ့အကြောင်းအရာတွေပေါ့နော်ဟိုတယောက်တယောက်တွေ့တဲ့အခါဒါမှမဟုတ်ကောက်ဆိုင်ရင်တွေ့တဲ့အခါအလှူတွေလှုပ်ရင်အုပ်စုလိုက်စကားပြောကြတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်သူတို့ကအာပြောတဲ့ဟာတွေကအရင်တော့ဆိုလို့ရှိရင်ဘယ်လူမှဘာအာဘာလေးဝတ်မယ်ဘယ်သူကတော့ဘာဖြစ်တယ်ဘယ်မင်္ဂလာဆောင်ဘလို့ရှိရဒီလိုမျိုးပေါ့နော်ဒီနေ့စဉ်သူတို့ရဲ့လူလူမှုဘဝအကြောင်းအရာလေးတွေဆွေးနွေးကြပြောကြဖလှယ်ကြမျိုးရှိရဲဆိုတော့ဒါပေမဲ့အခုနောက်ပိုင်းမှာじゃသူတို့က ဘယ်ရွာမှာတော့အဲလေချောင်းတိုက်ခိုက်မှုဖြစ်သွားတယ်ဒါမျိုးစကားစဟိုဒီစစ်ကြောင်းဝင်သွားတယ်ဘယ်သူတွေတက်ခံရတယ်ဘယ်လိုမျိုးဖြစ်သွားလဲဘယ်အင်းမီရှုခံရတယ်တိရမလားအဲ့လိုမျိုးဒီຢာနဲ့ဆိုင်နဲ့ဟာမျိုးတွေပဲဆူနေကြတဲ့မျိုးတွေအဲ့လိုမျိုးဖြစ်သွားကြရပေါ့နော်ဒီစိတ်ဝင်စားတဲ့အကြောင်းအရာတွေမျိုးတွေပြောင်းသွားကြရယ်ဟုတ်နောက်ဆုံးမိခွန်းအနေနဲ့ကကြတော့လေစောင်းမကိုဘာကြောင့်ပြိတ္တကိုနားထောင်စီချင်တာလဲဆိုတော့ဟိုဒီစောင်းမကနေပြောချင်တဲ့ရွေချက်ကိုပြပြချင်တယ်ပေါ့နော်ဆိုတော့ဟို အဓိကကအညာဒေတာမှာအလှူတွေလုတ်တယ်ဆိုတာကဒီအညာဒေတာရဲ့လူနေမှုစတိုင်ပြီးလို့ရှိရင်ဘာသာရေးဓလိထုံတန်းတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အနာသိင်းပြီးတော့နှစ်တွေ၃နှစ်လောက်ထိကိုသူကဒီပွဲတွေလုတ်တာမျိုးရက်လိုက်ရက်ထားတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အခုပြန်လုတ်လာကြရပေါ့နော်ဆိုတော့ဒါရဲအကြာကြီးရက်လို့မရဘူးဘာလို့လဲဆိုတော့ဒါသူတို့ရဲ့နေစဉ်ဘဝကအဲဒလိဖြစ်တယ်ပေါ့နော်ဆိုရဲခါကျတော့ဒီတော်လင်ကြီးကဘယ်လောက်ထိဆက်သွားမလဲဆိုတာလည်းမသိဘူးဒါကြောင့်သူတို့ကဒီထဲမှာဘလို့ သူတို့ရဲ့လူနေမှုဘဝဘယ်လိုရှင်သန်အောင်ကြိုးစားရမလဲဘယ်လိုအသားကျအောင်ကြိုးစားရမလဲဆိုတာသူတို့ကြိုးစားလာကြတဲ့အဲလက္ခဏာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုအဲ့ချိန်မှာလည်းဒီတချို့ပြောကြရရှိရအညာမှာဒီလူစုလူဝေးနဲ့ပွဲလှုပ်တာကိုဝေဖန်ကြရပါနော်ဒီပုံကျဲတာမျိုးတွေရှိရဆိုရဟာကြမ်းဒါပေမဲ့အဲ့ဒါမျိုးလည်းကျမအနေနဲ့ဒီစောင်းမအနေပြီးတော့မှဒီညာဒေသကလူလူဘာကြောင့်ဒီ လူဝဲလောက်ကြလဲဘယ်လိုပုံစံလောက်ကြလဲဆိုတာမျိုးကိုကျွန်မပြန်သိစေချင်တယ်ပေါ့နော်ဆိုတော့ဝေဖန်တာလည်းမဟုတ်ဘဲနဲ့သူတို့ဘက်ကစကားတန်နေတယ်ကျွန်မကြားစေချင်တယ်ဟာမျိုးတွေရှိရပေါ့နော်အေးပြီးတော့နောက်တစ်ခါကျတော့ဒီစစ်ကောင်စီရဲ့ဒီပြောဆိုနေတဲ့ narrative တစ်ခုရှိရပေါ့နော်ဒီဒီလိုမျိုးပြည်သူတွေရှိရဲ့နေရာမှာဖုံးကျဲရတယ်ဆိုတဲ့ဟာမျိုးမှာသူတို့ပြန်ပြီး cover လုပ်ကြတယ်ဒါတွေကတော်လန်ကြီးကိုအားပေးထောက်ခံနေကြတဲ့သူတွေတော်လန်ကြီးကိုအားပေးထောက်ခံနေကြတာမလို့သူတို့ကဒီလိုမျိုးလုပ်ရတယ်ဆိုတဲ့ဟာမှာဒီရွာတွေကဒီလိုမျိုးဖုံးကျဲခံရတယ် အဲစစ်ကြောင်းထိုးခံရတယ်ဆိုတာမျိုးသူတို့ပြန်ပြီးတော့အဲ့လိုပြောနေကြမျိုးတွေရှိရပါတော့ဟိုဒါကိုညီပင်နဲ့နည်းနည်းဝေးရတဲ့သူတွေကလည်းထင်ကောင်းထင်နိုင်တယ်အမှန်အမှန်ဆိုတာထက်ပေါ့နော်ဖြစ်နိုင်တယ်ဆိုတာမျိုးထင်ကောင်းထင်နိုင်မယ်ဒါပေမဲ့အမှန်ကတော့ဒါကဟိုရိုးရိုးလေးပဲစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ကိုမတရားလာလုပ်တဲ့သူကိုကိုကတက်နိုင်တဲ့နီလန်နဲ့တော်လှန်နေရပါတော့ဟိုပြန်ပြီးတော့ခုခံနေရတော်လိုင်းသမိုက်ဆိုတာလည်းပြောချင်တာပြည်သူတွေကပဲဖြစ်လာပါတော့ဟိုကျမတို့ဒီ ဒီ American BNN စစ်ပွဲအကြောင်းဆိုလဲတော်တော်များသိကြရပါတော့เนาะဆိုတော့သူတို့ကအကုန်လုံးကတွန်လိုင်းသမားတွေအကုန်လုံးကပြည်သူတွေပေါ့เนาะဆိုတော့သူတို့ကပဲပြည်သူတွေကပဲဒီတွန်လိုင်းကြီးကိုလုံနေတာတွန်လိုင်းသမားတွေကလည်းဒီပြည်သူတွေကပဲဖြစ်လာဆိုတဲ့ဟာမျိုးပေါ့เนาะဆိုတော့ဟိုလူလူဟိုကိုနီကိုဟန်နဲ့ဟိုမတရားမှုကိုတော်လန်နေကြတဲ့မျိုးတွေပေါ့เนาะဆိုပြီးတော့နောက်တစ်ခုကလူတိုင်းမှာလည်းဒီငိန်ချမ်းစွာနဲ့ကိုဆန္နာကိုထုတ်ဖော်ပိုင်ခွင့်လူခွင့်ရတခုအနေနဲ့ရှိရပါတော့ဆိုတော့အမှန်ကဲတော့ဒီလိုမျိုးတော်လန်ရေးဖြစ်လာရဲဆိုတာလည်း ီဆန္ဒပြတဲ့သူတွေဒီလိုမျိုးအကြမ်းဖက်လုပ်ရတဲ့လုပ်လို့ဒီလိုမျိုးတုံ့ပြန်မှုတွေဆန္ဒပြမှုတွေဖြစ်နေကြပါဘောနော်ဒူရုဘက်ကပြန်တွေးမယ်ဆိုလို့ရှိရင်လေဒီလိုမျိုးဆက်ကဆက်အာဏာမသိမ်းဘူးမတရားတပ်ဖြတ်မှုတွေဘုံကျရည်မလုပ်ဘူးဆိုရင်ဒီလိုတော်လှန်ရမှာလည်းမဟုတ်ဘူးလို့ကျမတို့ဘာလို့ပြန်မတွေးနိုင်ရမှာလဲပေါ့နော်ဒီစကိုဘက်ကလည်းပြန်ပြောနိုင်တာမျိုးတွေရှိရယ်ပေါ့နော်အဓိကကတော့စစ်ကောင်စီရဲ့ narrative ဒီမိနေတဲ့သူတွေကိုလည်းဒီအညာလူမှုဘက်ကအတန်တွေကိုပြန်ကြားစီခြင်းနဲ့ရည်ရွယ်ချက်တွေရှိရယ်ပေါ့နော်ကျမဒါလောက်ရတာဟုတ်ကဲ့ပါဟုတ် ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်အခုလိုမျိုးမိကုံးလေးတွေဖြည့်ပေးတာပါเนาะတိုးတန်ရဲ့စောင်းမများရဲ့နောက်ွယ်အစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဒလိနဲ့တော်လန်ချင်းစောင်းမအပြည့်စုံကိုဒီ podcast ကအောက်မှာ link လေးထည့်ပေးထားပါတယ် ဒီအစီအစဉ်ကိုတော့မကပဲနဲ့ဒို့တန်ရဲ့အစီအစဉ်လေးနဲ့ပတ်သက်ပြီးတော့မိကုန်းနေထင်မြင်ယူဆချက်တွေအားပေးမှုတွေဝေဖန်အကြံပြုမှုတွေကိုလည်းဒို့တန်ရဲ့ page မှာလွတ်လပ်စွာနဲ့ဝင်ရောက်ရေးသားနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။